မင်္ဂလာပါရှင်။ရှမ်းရကူမီဒီယာကကြိုဆိုပါရစေ။ရှမ်းပြည်နယ်ဝန်ကြီးချုပ်ကလောမြို့နယ်ဒေတာဖွံ့ဖြိုးရေးအတွက်ကွင်းစင်းဆောင်ရွက်တဲ့တဲ့တင်ကိုတင်ဆက်ပါမယ်ရှင်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကလော့တက်စင်နယ်ဦးစည်းကြောင်းအောင်ပြည်နယ်အစိုးရအဖွဲ့အတွင်ရေးမှူးတာဝန်ရှိသူများနဲ့အတူမတ်လ10ရက်မွန်လယ်တနာရီခွဲက ကလော့မြို့မြည်ထားဘူးတာအနီးကလော့ချောင်းမြေထိန်နယ်ရန်ဆောင်ရွက်ပြည်စည်းမှုနဲ့စတီးလန်ရန်တက်စင်နေမှုတို့ကိုကြည့်ရှုစစ်ဆေးပြီးကလော့အသည်များကိုတာဝန်ရှိသူများဖြည့်ဆွမ်းမှာကြပြီးကလော့ဖူတိုင်းအောင်အားတွားရောက်ကြည့်ရှုစစ်ဆေးရာ development ပြုလုပ်မိနေရ၏တီနီယာပြကောင်းကင်မေဘုံကိုမြမမြည်ထားတာဝန်ရှိသူတို့အုံးမှာ ရှင်းလင်းကြောင်းသိရှိရပါတယ်။ထို့မှတဆင့်ပြည်내ဝင်ကြီးချုပ်နဲ့အဖွဲ့သည်ကလောမျိုးမောမြေဥပန်းချေသို့တွားရောက်ကြည့်ရှုစစ်ဆေးရာ Highland Oil and Company Limited တာဝန်ရှိသူတို့အုံးမှကလောဘတ်ဆောင်ရွက်မြေအစီအစဉ်များအားရှင်းလင်းရာပြည်내ဝင်ကြီးချုပ်ကလိုအပ်သည့်များဖြည့်ဆွမ်းမှကြားခဲ့ပြီးကလောမျိုးနယ်ရက်ကွက်နှင့်ရက်ကွက်၃ရှိကလောချောင်းအားတွားရောက်ကြည့်ရှုစစ်ဆေး၍ရက်ကွက်နှစ်ကလောချောင်းတရာတိဆောင်နေမှုကိုကြည့်ရှုပြီးသက်ဆိုင်ရာတာဝန်ရှိသူများအားရေရှည်အတွက် အကောင်းဆုံးဆောင်ရွက်ပေးကြရန်နှင့်ဂလော်ဒေတာတွင်ထိရှိပင်များထိမ့်သိမ့်ပေးကြရန်မှာကြားခဲ့ပါသည်။၎င်းနောက်ပြည်내ဝင်ကြီးချုပ်နှင့်အဖွဲ့သည်ဂလော်အင်းပြင်ရှိရေထွက်မှစီပင်သာရေးဌာနကရေပေးဖြန့်ဖြူးပေးဝေနေမှုကိုတွားရောက်ကြည့်ရှုဆက်ဆေးခဲ့ကြောင်းသိရှိရပါသည်ရှင်။